ချစ်တတဲ့နှလုံးသားရှိရာကြောင့်ချစ်ပေးခြင်းမိမဲ့ဘယ်တော့မှအချစ်မခံရဘူးဆိုတဲ့စိုင်းစီတုန်ခံပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ရှန်တိုင်းသားလေးတယောက်ဖြစ်သလိုဆီယဝင်အမှုပညာရှင်တယောက်ဖြစ်တဲ့စိုင်းစီတုန်ခံဟာဆိုရင်တော့တည်ငြိမ်ရင်ကျက်တဲ့ပုံစံကြောင့်ပရိသတ်တွေရဲ့အသေးကိုခြွင်နိုင်သူတယောက်ဖြစ်ပါ යි စိုင်းစီတုန်ခံကိုဆိုရင်အမျိုးသမီးပရိသတ်တော်တော်များများကသဘောကျတာဖြစ်ပါ යි စိုင်းစီတုန်ခံကလည်းသဘောကောင်းသူတယောက်ဖြစ်ပြီးအလုပ်အပေါ်မှာလည်းလေးစားသူတယောက်ဖြစ်ပါ යි တည်ငြိမ်အေးဆေးပြီးအနေတီသူတယောက်ဆိုလည်းမှားမှားတာဖြစ်ပါ යි ဆိုင်းစီတွန်ခန့်ဟာအမှုပညာအလုပ်တွေနားတဲ့အခါမျိုးဆိုရင်လေပရဟိတစီကုပေးတာမျိုးတွေလောက်တက်သူတယောက်ဖြစ်ပါ යි စီပိုင်ထက်ချစ်ချင်းပြတာကိုပဲဦးစားပေးလိမ့်ရှိကြောင်းလည်းပြောပြလာခဲ့ပါ යි ဆိုင်းစီတွန်ခန့်ကစီပိုင်တိမ်မလောက်တက်ပေးရွရွအေးအေးနေတက်သူတယောက်ဖြစ်ပါ යි အရာရာကိုစီပိုင်ဆန်ဆန်မတွက်ချက်တက်ပေးနှလုံးသားနဲ့သာအလုံးလုံးပါတယ်လို့ဆိုပါ යි နှလုံးသားကဆန္ဒရှိရင်အဲ့အလုပ်ကိုလုပ်ပါ යි အဓိကတော့အလုံးလုံးရင်ချစ်ချင်းပြတာလေးတွေနဲ့ထည့်ပြီးအလုံးလုံးလေးရှိပါတယ်လို့ဆိုလာခဲ့ပါ යි ဆိုင်းကြည့်တွန်းခံအောင်လူတိုင်းအပေါ်ကိုချစ်တက်ပြီးသူ့ကိုလည်းလူတိုင်းချစ်တာခံကျင်နေမချစ်တဲ့သူတွေလည်းချစ်ပေးကြပါလို့တောင်းဆိုလာခဲ့ပါ යි သူများ၏ထင်ထားအထက်ချစ်တက်ကြောင်ပြောဆိုလာခဲ့ပါ යි လူတိုင်းပေါ်မှာမြတ်တာထားပြီးချစ်မိပြီဆိုရင်လည်းရှေးမကြည့်နာမကြည့်နဲ့ချစ်ပေးတက်ကြောင်ကိုပြောလာခဲ့တာဖြစ်ပါ යි မြတ်တာတရားကအေးချမ်းနာကြောင်လည်းမြတ်တာထားပြီးပဲလူတိုင်းအပေါ်မှာဆက်ဆံကြောင်ပြောပြလာခဲ့ပါ යි ဘယ်အချိန်မှဆိုအချစ်ကိုပဲဦးစားပေးတက်ကြောင်ပြောလာခဲ့တာဖြစ်ပါ යි အမျိုးသားတွေနဲ့အမျိုးသမီးတွေကမတူကြဘူးတချို့မျိုးသားတွေကြတော့လေအုံနောက်ကိုရွေးချယ်ကြတယ် ဒါကလူနဲ့ပဲဆိုင်ပါလေလို့ပြောလာခဲ့ပါတယ်။သူ့ဘဝမှာတော့အမှုပညာနဲ့ကောင်မလေးရှင်ပြီးရွေးချယ်ရတာမျိုးတွေမရှိခဲ့ဘူးပါဘူးလို့ဆိုပါတယ်။တကယ်လို့သူ့ကိုသာချစ်မယ်ဆိုရင်သူ့ရဲ့အမှုပညာကိုလည်းချစ်ပေးရမယ်လို့ပြောလာခဲ့ပါတယ်။အစ်စ်မအကြောင်းပြချက်မရှိဘဲကိုဖြစ်နေလို့ချစ်ပေးရမျိုးကိုပဲလိုချင်ကြောင်းဆိုင်းစီတွန်ခန်းကရင်ဖွင့်ပြောဆိုလာခဲ့ပါတယ်။ဆိုင်းစီတွန်ခန်းကအချစ်ရင်းနဲ့ပတ်သက်ရင်ဘယ်တော့မှကံမကောင်းတာဖြစ်ပြီးတော့အမြဲတမ်းလေးကြံရည်ဖြစ်ခင်ရတာဖြစ်ပါတယ်။အမြဲကြံရည်ဖြစ်တာများလာတော့အချစ်ရင်းကိုဦးစားမပေးဖြစ်တော့ဘဲ အလုတ်ပဲလှုပ်ဖြစ်နေတဲ့အကြောင်းလည်းပြောလာခဲ့ပါတယ်။ဆိုင်းစီတွန်ခန်းကတော့ဒီနောက်ပိုင်းတွေမှာအလုတ်တွေလုံမယ်၊ချစ်သူခင်သူတွေအချိန်ပေးဖြစ်နေတာဖြစ်ပါတယ်။သတင်းကျပြီးဆိုတော့မင်္ဂလာဆောင်တွေကိုတော့သွားတင်းတလောက်သွားမယ်။ကိုကိုရိုင်းတော့မင်္ဂလာဆောင်မှုမဖြစ်နိုင်သေးပါဘူးဆိုပြီးလည်းပြောပြလာခဲ့ပါတယ်။အခုချိန်ကအလုပ်တွေလည်းကောင်းနေတဲ့အချိန်ဖြစ်ပြီးစက်တိုက်လည်းအလုံးလုံးနေရအောင်အခြေရေးဘက်ကိုခြေဥမလဲနိုင်သေးဘူးဆိုတဲ့အကြောင်းလေးပြောလာခဲ့ပါတယ်။ဆိုင်းကြည့်တွန်ခန့်ဟာဒီနောက်ပိုင်းမှာပို့ပြီးတော့အောင်မြင်လာသူတယောက်ဖြစ်ပါတယ်။ ဆိုင်းကြည့်တွန်ခံရိုက်ကူးထားတဲ့ဇလန်တွဲတွေကလည်းမကြာခဏထွက်ပြီးပရိသတ်တွေနဲ့အမြဲတမ်းအဆက်အသွယ်မပြတ်ရှိနေရဖြစ်ပိုင်ဘာလုံးလုံးချစ်ချင်းမြတ်တာထဲလောက်တာကြောင့်လည်းအောင်မြင်နေရလို့ပြောလို့ရတာဖြစ်ပိုင်ဆိုင်းကြည့်တွန်ခံဟာအသက်ရွယ်တစ်ခုကိုရောက်လာပြီးဖြစ်တယ်လို့တည်ငြိမ်ရင်းချက်တဲ့အရွယ်ကိုရောက်လာပြီးဖြစ်တာကြောင့်ငငယ်တုန်းကလို့တော့အချစ်ကိုအယူမူဆွဲလန်းနေတဲ့အထင်မှာတော့မပါတော့ဘူးဒါပေမဲ့လည်းချစ်တတ်ပါသေးရဲ့ဆိုပြီးပြောလာခဲ့ပါ යි ။ဆီယောင်ရီတယောက်ဆောင်လေးဖြစ်တဲ့ဆိုင်းစီတွန်ခန်းကတော့ 2025မှာအောင်မြင်တဲ့မင်းသားတလက်ဖြစ်နေတာဖြစ်ပါတယ်။ပြည်သူတွေလည်းစိုင်းစီတွန်ခံကိုသဘောကျလားသဘောမကျဘူးလားဆိုတာကို comment မှာရေးပြီးတော့ဖြေပြီးသွားကြပါအောင်ရှင်။